မင်္ဂလာပါရှင် be peaceful ချမ်းသာနေပြီးတော့မှ ပြန်လည်ကြိုးစားပါတယ်ဒီနေ့တော့ကနန်းလက်မထမင်းကြော်လေးကြော်ပြချင်ပါတယ်ရှင် ကနန်းလက်မကိုတော့အစင်တင်းလှုပ်ထားတဲ့ဟာတပူးဝယ်လိုက်တယ်ချက်တံဖြူရဲ့ငရုတ်တီးရဲ့ကိုလီးထားတယ်အဆက်ကြိုက်တယ်ဆိုရင်တော့ငရုတ်တီးလေးပို့ထဲပေါ့နော် ပင်စိမ့်နဲ့ငရုတ်တီးပွားလေးလှုပ်ထားတယ် မင်းလေးကိုရာတာမုံဒီနေနေတာနေပြီးလို့ရှိရင်စီတဲလေးစီတဲပြီးလို့ရှိရင်စက်ထုံချင်နေမျိုးကြီးကိုရေးကြောက်တယ်စက်ထုံချင်မျိုးကြီးလေးနေလာပြီးဆိုတဲ့အခါကျတော့ကျမကခုနကပင်စင်းရှိတဲ့ဟာကိုတုတ်ဝတ်ထည့်တုတ်ဝတ်ပြီးတော့ခမင်းထဲမှာထည့်ပြီးချန်ထားတယ်အဲပင်စင်းထည့်ပင်စင်းထည့်ပြီးရှိရင်ကျမတို့မနေ့ကျော်လိုက်တယ် ကျော်ပြီးတော့မှနည်းနည်းလေးမူရတာဒီဆိုလို့ရှိရင်ခုနကနေထားလေရတာမှနေထားလေခင်းနေတယ်ဒီကနန်းလုံးမှာထည့်ပြီးတယ်ထည့်ပြီးတော့လည်းအဲဒီမှာကျွန်တော်တို့ဟိုစားအောင်ကျော်နေကနန်းလုံးမှာချက်ပြီးတာဖြစ်တဲ့အတွက်အရင်အရင်ကျော်ရအောင်လို့အဲဒီကိုကျော်ပြီးတဲ့အခါကျတော့နတ်သားတို့လို့ဆိုတဲ့အခါမှာခုနကချမ်းသာနေဒီပင်စင်တဲ့ကလေးနဲ့နေဖို့ပေါ့ မြေကြီးပွားနဲ့ပင်စင်းနဲ့ထဲလိုက်တယ်အဲ့ချင်းဆန်ဒီကနေရောက်တယ်ဒါဖြစ်လို့ဆိုရတာမှထဲဆာလီကနင်းနေလို့နင်းနေပြီအဲ့လိုမျိုးကြောက်တယ်စားကောင်းမှန်းကနန်းလမ်းမှာစဉ်းစားရှိတဲ့အဲကနန်းကျမထမင်းကျော်ကိုကြောစားချက်ပြုရှင်အဲကနန်းကိုကြောစားချက်ပါ ရတော့ကိုယ့်အကူလုံနိုင်လို့လုပ်ပေါ့နော်အဲမဟုတ်ဘူးဆိုအဲ့လိုပဲတပိုးဝယ်ပြောမှအဲ့လိုလေးလေးကြော်လိုက်အစင်တက်ပါလေအရင်စားကောက်ပါလေအားလုံးကျမ်းမာချမ်းသာကြပါစေနှလုံးစေဝံအေးချမ်းကြပါစေရှင်